အလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကိုရီးယားမှာမော်တော်ယာဉ်ပိုင်ဆိုင်ထားပြီးတော့မိမိကားကိုရေဆေးခြင်းတဲ့သူတွေအတွက်ကားရေဆေးတဲ့နည်းနဲ့ပုံစံတွေဥပဒေတွေကိုပြောပြပေးခြင်းပါတယ်ကိုရီးယားမှာဆဲချကားရေဆေးခြင်းနဲ့ပတ်သက်ပြီးတော့တိကျတဲ့ဥပဒေတွေထုတ်ထားတာမရှိပေမဲ့မိမိအိမ်ချံဝင်အထဲမှာပဲဆိုပြီးတော့ကားရေဆေးခြင်းဟာလည်းပဲဥပဒေမဲ့ဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဆဲချကြမ်းလို့ခေါ်တဲ့ကားရေဆေးတဲ့နေရာတွေမှာမဆေးဘဲနဲ့တခြားနေရာတွေမှာဆေးမယ်ဆိုလို့ရှိရင်ရင်စည်းကမ်းလမ်းစည်းကမ်းဥပဒေဖောက်ပြတ်မှုတဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းစီမှုဘာညာစသဖြင့်ဥပဒေမဲ့တရားမဝင်ဖြစ်စေမှာဖြစ်ပါတယ်ဒါ ါကြောင့်အကောင်းဆုံးကတော့ဆဲချဂျန်လို့ခေါ်တဲ့ကားရီစီတဲ့နေရာတွေမှာပဲရီစီတင်ပါတယ်ဒါကတော့ကျွန်တော်မပြောလဲပဲကိုရီးယားမှာနေထိုင်နေကြတဲ့သူတော်များအနေနဲ့သိရှိမယ်လို့ထင်ပါတယ်ကိုရီးယားသားတွေကတွေ့တဲ့နေရာမှာကားရီစီတာမျိုးတွေမရှိပါဘူးအကြောင်းကတော့ကျွန်တော်အထက်မှာပြောခဲ့တဲ့ပုံစံတိုင်းပဲပေါ့နော်ဖုံတောက်တာလောက်ကတော့လုံနိုင်ပါတယ်ဒါပေမဲ့ဘယ်မှာပဲဖြစ်ဖြစ်ကားအတွင်းခြေရောက်အောက်ကခြေကင်းပြားကိုအပြင်မှာဖုံခါလို့မရပါဘူးတချို့ရီစီတဲ့နေရာတွေမှာဆိုလို့ရှိရင်တော့နေရာတည်တံလေးထားပေးပါတယ်ဒါကတော့သတိထားရမှာဖြစ်ပါတယ်ပြဿနာတက်နိုင်တယ်ပေါ့နော်သူများတွေကားရီစီ ေးပြီးတဲ့အချိန်ကြမှာကိုကဒီခြေကင်းပြောက်ကိုအပြင်မှာဖုံးခါတယ်ဆိုလို့ရှိရင်ဒီဖုံတွေကလွင့်ပြီးတော့သူတို့ရေဆေးပြီးသားကားတွေမှာသွားပြီးတော့ကတ်နိုင်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကပြဿနာတက်နိုင်တယ်ဒါလေးကတော့သတိထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ကိုရီးယားမှာဆဲချချန်အမျိုးအစားအနေနဲ့ကတော့ဂျာတုံဂီဂဲရှိမြင်ဆဲဖူချူချန်ဆုံးဆဲချဂျောင်းမွန်ဂျောင်းဒီတေးလင်းရှက်ကုတိုဟျောင်းဆော့ပြီးဆူဆူပြီးတော့အများကြီးရှိပါသေးတယ်ဆဲဖူမှာဆိုလို့ရှိရင်တော့ဂီဂဲဆဲချချန် ဆက်နဲ့ရေးဆေးတဲ့နေရာဆုံးဆက်ချချမ်းမိမိလက်နဲ့ရေးဆေးတဲ့နေရာဆိုပြီးတော့မှဆက်ချချမ်းနှစ်မျိုးရှိပါတယ်ဂီကယ်ဆက်ချမှာဆိုလို့ရှိရင်လည်းပဲ Ilban ဂျာတုံဂီကယ်ဆက်ချရှိမယ်ပြီးရင် No Brush No Test လို့ခေါ်တဲ့ဒီဆက်ချချမ်းတွေရှိမယ်ပြီးရင် Ban ဂျာတုံဆက်ချချမ်းဆိုပြီးတော့မှရှိပါတယ်အဲ့တော့ Ilban ဂျာတုံဂီကယ်ဆက်ချမှာကတော့အဆိုင်တက်တက်ရှိသလိုမျိုးကားအစီဆိုင်တွေနဲ့တွဲပြီးတော့ဖွင့်ထားတာတွေလည်းရှိပါတယ်သူကတော့ဆက်သေးကိုဝင်သွားလို့ရှိရင်သူ့အတူရေးဖြန်းမယ်ကားရှမ်ပူဖြန်းမယ်ဆက်မှရှိတဲ့ Auto Brush နဲ့ကားကိုပုတ်တိုင်ပြီးရင်ရေထပ်ဖြန်းမယ်လေနဲ့အချောက်ခံမယ် ဆက်ကနေပြန်ထွက်တဲ့ခါမှာမိမိကိုယ်တိုင်ကားကိုတာဝါနဲ့ချောင်းပြန်တုပ်ရပါတယ်ကြာချိန်အနေနဲ့ကတော့9မိနစ်ကနေ10မိနစ်လောက်ပဲကြာနိုင်တယ်အီးဗန်ဂျာတုံကြီးကဆက်ချဆိုင်နေပေါ်မူတည်ပြီးတော့ကားအပေါ်အသုံးပြုတဲ့ဆေးရည်တွေရှမ်ပူတွေအမျိုးအစားတွေကွဲနိုင်တယ်ပြီးတော့ဝန်ဆောင်မှုတွေကားရည်စီကငွေပမာဏတွေလည်းကွာခြားနိုင်တယ်ပေါ့နော်ကားရည်တစ်ခါစီးရင်ပုံမှန်အားဖြင့်တော့ဝန်9000တောင်းလောက်ပဲကြာမှာဖြစ်ပါတယ်ငွေရှင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲဆိုင်ပေါ်မူတည်ပြီးတော့အကျွေးစေးငွေသားဘန်ကောက်ငွေကက်တစ်ချိန်တစ်ခါပေးစနစ်လာစဉ်ပေးစနစ်မန်ပါဝင်ချင်းစသဖြင့်အမျိုး ိုးရှိနိုင်ပါတယ်။အကျွေးစည်းထဲမှအသုံးပြုလို့ရပေမဲ့မိမိမှာအကျွေးစည်းမရှိရင်လည်းပဲငွေသားသုံးဖို့ကန့်တဲ့ဒီအကျွေးစည်းကိုလဲလို့ရတဲ့စက်တွေလည်းထားပေးထားပါတယ်။ဒါကတော့ကားရီစီတဲ့နေရာတိုင်းမှာရှိတဲ့ပုံစံဖြစ်ပါတယ်။အီးပန်းကြာသုံးကြီးကဆက်ချချမ်းတွေရဲ့အာသာချက်ကတော့အချိန်ကုန်ငွေကုန်လူပင်မှန်တတ်တာစီပါတယ်။အားနည်းချက်ကတော့ဆက်မပါတဲ့ဒီ brush ကြောင့်မိမိကားမှာအဆင်းရတွေဖြစ်ပေါ်လာနိုင်တယ်။အတွင်းကြကြတိုက်ချွတ်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်တချို့နေရာတွေမှာဆိုလို့ရှိရင်မပြောင်းစင်နာတွေရှိနိုင်တယ်။ကြာသုံးကြီးတွေမှာကားရီစီတဲ့အခါမှာကားအတွင်းတန့်ရှင်းရေးလုပ်လို့မရပါဘူး။ပြီးတော့ ာတုံကြီးကရဲ့အကျယ်ဝန်းအနေအမြင့်ကန့်သက်ချက်ရှိတာကြောင့်ကားကြီးတွေကတော့ကားကြီးပဲစီးလို့ရတဲ့တည်တံ့ဆက်တွေကိုရှာပြီးတော့ဆေးရမှာဖြစ်ပါတယ်။အီလ်ဘန်ဂျာတုံကြီးကဆဲချတွေကမနက်၈နာရီည၈နာရီလောက်ထိပဲဖွင့်တာရှိသလို24နာရီဖွင့်တာတွေလည်းရှိပါတယ်။ပြီးတော့ဝန်ထမ်းရှိတဲ့ဆိုင်တွေရှိသလိုမူဝင်းလို့ခေါ်တဲ့ဝန်ထမ်းမရှိလူမရှိတဲ့ဆိုင်တွေလည်းရှိပါတယ်။ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ကားကိုအလုတ်သွားပြန်လောက်ပဲအသုံးပြုတယ်။ကားပေါ်မှာဘာစိတ်ခံစားချက်မှမရှိဘူး။ခက်မြန်မြန်နဲ့ငွေလည်းတိတ်မကုန်လူလည်းမပြင်းမဲမဲ့ကားရီစီနီမျိုးနဲ့ပဲဆေးမယ်ဆိုလို့ရှိရ င်တော့လွယ်လွယ်ကူကူနဲ့နေရာတိုင်းမှာရှိတဲ့ဒီ Ilban ဂျာတုံကြီးကဆက်ချချမ်းကိုပဲအသုံးပြုတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ no brush no touch ဆက်ချချမ်းဖြစ်ပါတယ် brush မပါတဲ့ကားရည်စေးဆက်ဖြစ်ပါတယ်သူကဆက်သေးကိုဝင်သားလို့ရှိရင် pre wash လို့ခေါ်တဲ့အရည်ကိုအရင်ဖြန့်မယ်ပြီးရင်ရည်ဖြန့်မယ်ကားရှမ်ပူဖြန့်မယ်ပြီးရင်ရည်ထက်ဖြန့်တယ်ပေါ့နော်ပြီးတဲ့အခါမှာ wash တို့ဒီ coating တို့ကိုဖြန့်မယ်ပြီးလို့ရှိရင်လေနဲ့အချောက်ခံမယ်ပြတ်ထွက်တဲ့အခါမှာတာဝါအတန့်နဲ့အသားရလေးပို့တိုက်ပြီးရင်ပြီးပြီပေါ့နော်အကယ်၍ဒီ wash တို့ coating တို့ဖြန့်ထား ားတဲ့ကားတွေဆိုလို့ရှိရင်တော့အဝဲနဲ့အားမထည့်ပဲနဲ့တိုက်တင်ပါတယ်အားမပါပဲအနည်းငယ်6သွားလောက်တဲ့အထိပဲတိုက်ပေးတင်တယ်ပေါ့နော်သူကလည်းပဲပုံမှန်အားဖြင့်ရတော့ဝန်9000ကနေ1000လောက်ကြာမှာဖြစ်ပါတယ်အားသာချက်ကတော့အချိန်ကိုငွေကိုလူပင်ပန်းတတ်တာတယ်ပြီးတော့မိမိကားမှာအစင်ရထင်ပါလေပူစရာမလိုဘူးပေါ့နော်အားနေချက်ကတော့ဒီ brush မပါပဲနဲ့ရေအားနဲ့ပဲဆေးရတာဖြစ်တဲ့ကြောင့်တိတ်ပြီးတော့မပြောင်းစင်ဘူးလို့ထင်မြင်နိုင်တယ်ပြီးတော့ wash တို့ဒီကုတ်တင်းတို့ထည့်ပေးပေမဲ့တိတ်ပြီးတော့မပြောင်းစင်တဲ့နေရာတွေမှာဆိုလို့ရှိရင်ရေကွက်တွေကျန်နိုင်တယ်ပေါ့နော်ကားအောက်ပိုင်းနဲ့တာယာ တွေကိုတော့လုံးဝတန့်စင်ပြေးနိုင်ခြင်းရှိမှာမဟုတ်ပါဘူးဒီ노ထက်ချီဆဲကြကြန်းတွေလည်းပဲမနက်၈ည၈လောက်ပဲဖွင့်တာရှိသလို24နာရီဖွင့်တာတွေလည်းရှိပြီးတော့ဝန်ထမ်းရှိတဲ့ဆိုင်တွေရှိသလိုမူရင်းလို့ခေါ်တဲ့ဝန်ထမ်းမရှိလူမရှိတဲ့ဆိုင်တွေလည်းရှိပါတယ်노ထက်ချီဆဲကြကြန်းကိုဘဲချိန်တွေအသုံးပြုတင်တယ်လဲဆိုလို့ရှိရင်ကားအစ်စ်ဆောင်းတွင်အချိန်မရတဲ့အခါမိုးများတဲ့ကာလဖုံမှုန့်အနှဲငယ်ရှိတဲ့အချိန်ခါမျိုးတွေမှာအသုံးပြုတာကပိုပြီးတော့တင့်မယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ဘန်းကြတုံဆဲကြကြန်းဘန်းကြတုံကတော့အော်တိုတဝက်လူကိုယ်တိုင်ဆေးရတာတဝက်ဖြစ်ပါတယ်ကားရေးဆေးလို့ းရမယ့်နေရာမှာပါခင်ထိုးမယ်။ကားရည်ဖြန်းတာနဲ့ကားရှံမှုဖြန်းတာကိုအသုံးပြုသူကခလုတ်နှိပ်ပေးရမှာဖြစ်ပြီးတော့ပြီးရင်အသုံးပြုသူကိုယ်တိုင် brush နဲ့တိုက်ချွတ်ပြီးတော့ခလုတ်နှိပ်ရေထက်ဖြန်းပြီးရင်လေမှုတ်ဆက်နဲ့ရေတွေဆင်အောင်မှုတ်ပြီးတော့တာဝါနဲ့တန့်စင်ပေးရင်ပြီးပါပြီ။အသာချက်ကတော့အချိန်ကုန်ငွေကုန်လူပင်မှန်တတ်တာပါပဲ။မိမိကားမှာအစင်းရထင်ပါလေစိုးရင်စရာမလိုသလိုမိမိစိတ်ကြိုက်ပြောင်းစင်အောင်စေးနိုင်ပါတယ်။အပြင်ပိုင်းစေးပြီးွားလို့ရှိရင်ကားအတွင်းပိုင်းစေးဖို့အတွက်နေရာလေးတည်တံလေးရှိပါတယ်။ Eelban နဲ့노ထက်ချီကတော့ကားအတွင်း င်းဆေးလို့ရတဲ့နေရာကသိပ်ပြီးတော့မရှိတတ်ကြဘူးအားနေချက်ကတော့လူကတဝက်အားဆိုင်ရတဲ့အတွက်ကြောင့်အနှဲငယ်ပြင်းမှန်းနိုင်တယ်ဗန်းကြုံတွေကလူကြိုက်များတာကြောင့်ရေဆေးတဲ့နေရာတွေမှာရှေ့လူတွေရှိတယ်ဆိုလို့ရှိရင်အကြာကြီးစောင့်နေရနိုင်ပါတယ်ဗန်းကြုံတွေလည်းပဲပုံမှန်အားဖြင့်1 5000 1000လောက်ကျတဲ့မှာဖြစ်ပါတယ်မနက်ရှင်းညရှင်းအထိဖွင့်တာတွေလည်းရှိတယ်လို့မျိုး24နာရီဖွင့်တာတွေလည်းရှိပါတယ်ပြီးတော့ဝန်ထမ်းရှိတဲ့ဆိုင်တွေရှိတယ်လို့မူရင်းလို့ခေါ်တဲ့ဝန်ထမ်းလူမရှိတဲ့ဆိုင်တွေလည်းရှိပါတယ်ဗန်းကြုံတွေကတော့အချိန်နဲ့နဲ့တေချာဆေးကြောကျင်တဲ့အခါအစင်းရထင်မှာဆိုးလို့ဆက်နေလည်းမဆေး းချေကိုကိုတိုင်းလည်းအသေးစိတ်မစေးနိုင်ဘူးဆိုတဲ့သူတွေအနေနဲ့ပို့ပြီးတော့မှအဆင်ပြေစေမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဆုံးဆက်ကြချမ်းဆုံးဆက်ကြချမ်းကတော့မိမိကိုတိုင်လက်နဲ့တန်းစင်စေးကြရတဲ့ပုံစံဖြစ်ပါတယ်။ကားရီစေးလို့ရမယ့်နေရာမှာပါကင်ထိုးမယ်။ရေပိုက်ကန်၊ကားရှမ်ပူကန်၊ brush ၊လေမှုတ်ဆက်ကန်စတာတွေကိုမိမိလက်နဲ့ကင်ဖြန်းရတာဖြစ်ပြီးတော့ brush နဲ့တိုက်ချွတ်စေးကြတာနဲ့တာဝါနဲ့တုတ်တာကအစပြီးတော့ကားရီစေးတဲ့လုပ်ငန်းစဉ်စလဲဆုံးကိုမိမိကိုတိုင်လုပ်ရတာဖြစ်ပါတယ်။အားသာချက်ကတော့ဈေးချိုးတယ်။အသေးစိတ်မိမိစိတ်ကြိုက်တန်ရှင်ရေးလုပ်နိုင်တယ်။ကားအထိကိမ ာမပူရဘူးကားကိုကိုတိုင်ဆေးရတာကြိုက်တဲ့သူတွေအတွက်ကတော့စိတ်ကြင်နမ်းမှုရစေနိုင်မှာဖြစ်ပါတယ်အားနေချက်ကတော့ကိုတိုင်ဆေးရတဲ့အတွက်အရန်ပြင်းမှန်းပါတယ်ကိုကားနဲ့ကိုကိုပစံနဲ့ကိုအလုံးလုံးရတယ်လို့မျိုးဖြစ်နိုင်တယ်အချိန်ကမိမိပေါ်မူတည်ပြီးတော့မိနစ်20ကနေပြီးတော့တနာရီလောက်ထိလည်းကြာနိုင်တယ်ဆိုင်မှာရှိတဲ့ကားရှမ်ပူတွေဆေးရည်တွေကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းပဲမိမိစိတ်ကြိုက်ဝယ်ယူလာရမှာဖြစ်ပါတယ်ဒါအပြင်တခြားသောကားရည်ဆေးကိရိယာနဲ့ပစ္စည်းတွေဥပမာကားရှမ်ပူတို့ pre wash တို့ wash တို့ coating gel တို့ brush တွေတာဝါတွေစသဖြင့် ပေါ့နော်ဒါတွေလည်းဝယ်ယူလာရမှာဖြစ်ပါတယ်အကယ်၍မရှိဘူးဆိုရင်လည်းပဲဒီဆဲချချမ်းတွေမှာဝယ်ယူနိုင်ပါတယ်ရေးစေးတဲ့နေရာတွေမှာရှေ့လူတွေအကြကြီးစောင့်နေရနိုင်တယ်ပေါ့နော်ဟောဈေးနှုန်းအနေနဲ့ကတော့တစ်ခါဖြန်းလို့ရှိရင်3မိနစ်စာ1 3000ကနေ5000ပါပဲကားရှမ်ပူဖြန်းတာလည်းအတူတူပဲပေါ့နော်ဒါပေမဲ့မိမိမှာပါတဲ့ကားရှမ်ပူပဲသုံးမယ်ဆိုလို့ရှိရင်တော့ရေးသုံးပြူကကားအပြင်ပိုင်းလေးဆက်နဲ့မှုတ်ခကားအတွင်းဖုံဆုပ်တဲ့ဆက်နဲ့ဖုံဆုပ်တဲ့အသုံးပြူကလောက်ပဲကြာမှာဖြစ်ပါတယ်အများဆုံး1 1000လောက်ပဲကြာမယ်ပေါ့နော်ဆုံးဆက်ချချမ်းအများစုက24 ၄နာရီဖွင့်ပါတယ်တချို့နေရာတွေမှာတော့ည၇နာရီကနေပြီးတော့မနက်၆နာရီအထိပိတ်ထားတာတွေလည်းရှိတယ်ပေါ့နော်ကားရီစေးတဲ့အသုံးစေးရှော့ချခြင်းတဲ့အခါကားကိုမိမိကိုယ်တိုင်စေကြောတန့်စင်ခြင်းတဲ့အခါမိမိကားကိုအစင်းရတွေမထင်စေခြင်းတဲ့အခါခုတ်ထင်းဝက်ကိုယ်တိုင်လှုပ်ခြင်းတဲ့အခါညအချိန်နဲ့မနက်အစောကြီးတယောက်တည်းအေးဆေးလွတ်လွတ်လပ်ကားရီစေးခြင်းတဲ့အခါတွေမှာဒီဆုံးဆဲချခြင်းကိုအသုံးပြုသင့်ပါတယ်နောက်တစ်ခုကတော့ချူချန်းဆဲချလို့ခေါ်တဲ့အိမ်နိုင်ရာရောက်ကားရီစေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်ကိုရီးယားမှာမိမိအိမ်မှာတောင်မှကားရီစေးလို့မရ ဘူးလို့ကျွန်တော်ပြောခဲ့တယ်။ဒါဆိုလို့ရှိရင်ဘာဖြစ်လို့ဒီလိုဝန်ဆောင်မှုတွေရှိတာလဲလို့မေးလာစရာနိုင်ရှိတယ်။အဲသူတို့ကတော့ကုမ္ပဏီဖြစ်ပြီးတော့နိုင်ငံတော်ကိုချူချန်းဆဲချ service of chain နဲ့ပတ်သက်တဲ့အခွန်တွေစောင့်ထားရတယ် license တွေလည်းလျှောက်ထားရတယ်။ဟောဒါအပြင်လိုင်းနာရမယ်ဒီစီကံတတ်မှတ်ချက်တွေလည်းအများကြီးရှိပါတယ်။နောက်ဒီကားရေးဆေးလို့ရလာတဲ့အညီကြီးတွေလည်းပဲကုမ္ပဏီကားနဲ့ပြန်တယ်ဝါပြီးတော့ကုမ္ပဏီရောက်မှပြန်လဲစွန့်ပြစ်ရတာမျိုးတွေရှိတယ်ပေါ့နော်။ပြီးတဲ့ခါမှာသူတို့ကဒီ waterless လို့ခေါ်တဲ့ရေမပါတဲ့ shampoo မပါတဲ့ပုံစံနဲ့ဆေးကြတာဖြစ်ပါတယ်။ဒါကြောင့်အိမ်နံရောက်ကားရေးဆေးခွင့်ရှိတဲ့သ ဖို့လည်းဖြစ်တယ်ပေါ့နော်အဲသူ့ကတော့ကျွန်တော်တို့ဒီ phone application လို့ဖုန်းဆက်တာပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင် home page စတဲ့နေရာတွေကနေပြီးတော့ booking လုပ်နိုင်တယ်မိမိရေးဆေးမဲ့ကားမျိုးစားပြောပြရမယ် SUV လားစဲတန်လားကားအပြင်ပိုင်းမဲ့ဆေးမှာလားအတွင်ပိုင်းအထိဆေးမှာလားဒါမှမဟုတ်ရှင်လဲ package လုံးမှာလားကားဆေးတဲ့ခါမှာအသုံးပြုမဲ့ shampoo တွေဆေးရည်တွေ coating တို့ wash တို့စတဲ့ဆေးရည်အမျိုးအစားတွေကိုလည်းမိမိစိတ်ချရွေးချယ်နိုင်မှာဖြစ်ပါတယ်မိမိကားရှိမဲ့နေရာနဲ့အချိန်ကိုကြိုပြီးတော့ပြောပြထားရမယ်အရင်ဦးဆုံးငွေပေးချေထားနိုင်တယ်လို့မျိုးကားရေးဆေးပြီးမှကားကိုဆက်ဆေးပြီးမှငွေပေးချေလဲရတယ်ပေါ့နော်အဲ့တော့ အားသာချက်ကတော့ကားနေရာရွှေ့စရာမလိုမိမိအိမ်မှာပဲဖြစ်ဖြစ်မိမိအလုံးနေရာမှာပဲဖြစ်ဖြစ်ကားပါကင်နေရာမှာပဲဖြစ်ဖြစ်ရေးစိတ်နိုင်တယ်ပေါ့နော် ကားအပ်ထားစရာလည်းမလိုစောင့်ဆိုင်စရာလည်းမလိုပေါ့နော်အချိန်ကုန်တတ်တာတယ်ကားပြင်ပိုင်းတင်မဟုတ်ပဲနဲ့အတွင်းပိုင်းအထိတည်တည်ချာလေးတန့်စင်ပြီးမှကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ရေငွေ့နဲ့ပဲဆေးတာမလို့သဘာဝပတ်ဝန်းကျင်လည်းမထိခိုက်ဘူးပေါ့နော်အားနေချက်ကတော့ဈေးအရန်ကြီးတယ်ဒီချိန်ဆေးမယ်ဆိုလို့ရှိရင်ကုမ္ပဏီပေါ်မူတည်ပြီးတော့ကားအပြင်ပိုင်းဆေးရင်1 3000အထက်ရှိပြီးတော့အတွင်းပိုင်းဆိုလို့ရှိရင်1 4000ကနေပြီးတော့8000အထိရှိပါတယ် ယ်ပရီမီယံလို့ခေါ်တဲ့ The Quantum တို့ Coating လို့ဒါတွေပါလာမယ်ပေါ့နော်အယောင်တင်တာတို့ကုတ်လောက်တာတွေအထိပါလာမယ်ဆိုလို့ရှိရင်တော့1တသိန်းလောက်အထိကုန်ချနိုင်ပါတယ် SUV လိုမျိုးကားကြီးတွေဆိုလို့ရှိရင်တော့အပေါ်ကြီးထပ်ဆောင်ပေးရတာတွေလည်းရှိပါတယ်ကုမ္ပဏီပေါ်မူတည်ပြီးတော့ကားရည်စည်တဲ့သူတွေရဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီးတော့စိတ်ကြည်နံမှုကတော့အ short တင်းရှိနိုင်တယ်ကားပါကင်ထိုးတဲ့နေရာပေါ်မူတည်ပြီးတော့အလင်းအမှောင်ပေါ်မူတည်ပြီးတော့မိမိတို့ရဲ့ကားရဲ့တန်ရှင်မှုတောက်ပြောက်မှုရလက်အနေများလည်းကွာခြားနိုင်တယ်ပေါ့နော်မိုးများတဲ့အခါနဲ့နှင်းကျတဲ့အခါတွေမှာမိမိပိုကင်ကို ကုမ္ပဏီဘက်ကနေပြီးတော့ဖျက်သိမ်းတာမျိုးတွေလည်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုနေမျိုးတွေမှာဆေးမယ်ဆိုလို့ရှိရင်မိမိအတွက်ရောကုမ္ပဏီအတွက်ဘာမှမထူးခြားဘူးပေါ့နော်။ကုမ္ပဏီဘက်ကကားရေးဆေးတဲ့သူတွေကလည်းပို့ပြီးတော့ပြင်ပန်းနိုင်တယ်လို့မိမိကားရေးဆေးပြီးတဲ့နောက်မှာလည်းပဲမိုးရေတဲ့ကိုပြန်သွားရင်မိမိကားအတွက်လည်းအကျိုးမရှိဘူးပေါ့နော်။ဘိုကင်လောက်တာကတော့24နာရီရနိုင်ပေမဲ့ကားရေးဆေးတဲ့အချိန်ကတော့မိကုမ္ပဏီပေါ်မူတည်ပြီးတော့24နာရီရတယ်လို့မျိုးတချို့မနက်8ည10နာရီအထိပဲရတာလည်းရှိပါတယ်။ညညနေပိုင်းနေနဲ့အာယုံတက်ချိန်တွေမှာတော့အပိုကြီးထက်ဆောင်ပေးရတာမျိုးတွေရှိတ ယ်တကူတကကားရေးဆေးချိန်မရှိတဲ့အခါအလုံများတဲ့အခါအရေးကြီးတဲ့အချိန်ချက်တွေရှိတဲ့အခါကိုယ်တိုင်ဆေးဖို့အတွက်ခက်ခဲတဲ့ရာသီဥတုမျိုးအရန်ပူတာမျိုးတို့အရန်အေးတာမျိုးတို့ပေါ့နော်အဲ့လိုအခါမျိုးတွေကားအစ်တိုင်းမြင်ကျင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီချူလ်ချန်ဆဲချကိုအသုံးပြုသင့်ပါတယ်ဈေးကြီးပေမဲ့အချိန်ကုန်လူပေမန်းတက်တာပြီးတော့ဒါပရီမီယံဆန်ဆန်တဲ့ကားကိုတန်ရှင်းနိုင်တဲ့နီလန်းတွေတဲကားတစ်ခုလည်းပြစ်ပါတယ်နောက်တစ်ခုကတော့ဆုံးဆဲချဂျော်မွန်ဂျောင်းစနစ်တကျနဲ့ဝန်ထမ်းတွေကကားရေးဆေးပေးတဲ့ဆိုင်မဲဖြစ်ပါတယ် online offline booking လုပ်နိုင်တဲ့ဝဲဘူးနေဘူး package အခုထိန်ခွန်းထက်စသဖြင့်မိမိလိုချင်တဲ့ဝန်ဆောင်မှုတွေရွေးချက်နိုင်တယ်။ကားကိုဆိုင်းမှာသွားပြီးတော့အပ်ထားရတယ်။ကားရေးဆေးပြီးတဲ့အခါမှာဖုန်းဆက်ပြီးတော့အကြောင်းကြားပါတယ်။အဲ့ဒီအခါမှာသွားယူရင်းနဲ့စစ်ဆေးပြီးတော့ငွေပေးချေနိုင်တယ်ပေါ့နော်။အားသာချက်ကတော့ကားရေးဆေးဒါကိုကျွမ်းကျင်တဲ့ဝန်ထမ်းတွေကအရေးသွေးမြင့်တဲ့ဒီပစ္စည်းကိရိယာတွေနဲ့ပါဝင်တဲ့ပါဝင်ပစ္စည်းတွေနဲ့တည်တည်ကြာလေးစစ်စစ်ဆက်တန်ရှင်းစိတ်ကြိုးပေးကြပါတယ်။ကားအတွင်းအပြင်မထာချီကာကျူခွန်းလီဘာစုခုတ်တင်ခွန်းထက် UD မက်ခုတ်တင်စတာတွေလည်းလုပ်ပေးပါတယ်။အားနည်းချက်ကတော့ဆေးဖူ ဂျာတုံလီဘန်ဆုံဆဲချာအရိထက်ကို၄၅စားလောက်စီကြည့်တယ်အချိန်အားဖြင့်ကတော့၄၅နာရီလောက်ကြာနာရှိသလိုမျိုးတရက်နှစ်ရက်နေပြီးမှရတာတွေလည်းရှိတယ်ပေါ့နော်တရက်ကိုကားတစ်စီးနှစ်စီးပဲကင်တာကြောင့်ပုံကင်လို့ရတာအရင်ခက်ခဲတယ်မြို့ကြီးတွေမှာပဲရှိတာကြောင့်နေဘက်ကသူတွေအနေနဲ့ကတော့အဆင်ပြေနိုင်မှာမဟုတ်ပါဘူးဈေးနှုန်းအနေနဲ့ကတော့ကားအပြင်ပိုင်းပဲဆိုလို့ရှိရင်၅000လောက်ရှိပြီးတော့အတွင်းအပြင်ဆိုလို့ရှိရင်တသိန်းလောက်ထိရှိပါတယ်နောက်တော့ဒီ premium ထိသွားမယ်ဆိုလို့ရှိရင်တော့ဝမ်းနှစ်သိန်းလောက်ထိကုန်ကြနိုင်ပါတယ် SUV နဲ့တခြားကားကြီးတွေဆိုလို့ရှိရင် ်အပိုကြီးပေးဆောင်ရမှာဖြစ်ပါတယ်24နာရီဖွင့်တာမဟုတ်ဘဲနဲ့ပုံမှန်မနက်9နာရီည8လောက်ပဲဖွင့်တာများပါတယ်ကားအစ်စ်ဝယ်ပြီးပြီးချင်းစေးသားခိုင်မာအောင် တာရှိခံအောင်လုပ်ချင်တဲ့သူတွေကားမှန် CJ ချွတ်ပြီးတော့မှန်သားကြာရှိတော့ပြောင်းအောင်လုပ်ချင်တဲ့သူတွေစေငန်ကားတွေကားစေးသားအစင်းရဖြစ်နေတဲ့သူတွေရေရှိထိမ့်သိမ့်ချင်တဲ့သူတွေအနေနဲ့ဆုံးဆက်ချချောင်းမွန်းချောင်းတွေမှာအတ္တကပို့ပြီးတော့ကောင်းပါတယ်ဆုံးဆက်ချချောင်းမွန်းချောင်းတွေကဈေးကြီးပြီးတော့အချိန်ကြာမြင့်ပေမဲ့စေငန်ကားတွေနဲ့စူပါကားတွေအနေနဲ့ရေရှိထိမ့်သိမ့်ချင်တဲ့ခါတွေမှာ ာအဆင်ပြေပါတယ်နောက်တစ်ခုကတော့ detailing ရှာကားရေးစေးတန်ရှင်းတာနဲ့ပတ်သက်ပြီးတော့စေးစေးဆက်ဆက်တည်တည်ချာချာ detail လုပ်ပေးတဲ့နေရာဖြစ်ပါတယ်ဆုံးဆက်ကြချောင်းမွန်းချောင်းတွေထပ်ပို့ပြီးတော့ဈေးကြည့်တယ်ပို့ပြီးတော့စေးဆက်တယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ချောင်းမွန်းချောင်းတွေနဲ့တိတ်ပြီးတော့မကွာဘူးလို့လည်းပြောလို့ရတယ်ပေါ့နော်ပြင်ပိုင်းအနေနဲ့ကတော့ဒီမှာပြထားတဲ့ပုံစံတိုင်းရတယ်ပေါ့နော်ဒီထက်ပို့ပြီးတော့ detail ကြတဲ့ဟာတွေလည်းရှိတယ်ကျွန်တော်ကတော့ဒါဥမာအနေနဲ့ပြပေးထားတာဖြစ်ပါတယ်အဲ့တော့အတွင်းပိုင်းရှိမယ်အပြင်ပိုင်းရှိမယ်ပြီးရင် special care ရှိမယ်ပြီးလို့ရှိရင်ကျွန်တော် premium တို့ဘာတို့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဒါ design နဲ့ design မတူတဲ့ ကြောင့်ကိုယ်တိုင်အသုံးပြုမဲ့သူတွေကသွားကြည့်မှသွားပြီးတော့လေ့လာမှပဲရမယ်ပေါ့နော်ကျွန်တော်ကတော့ဥမာအနေနဲ့ပဲပြထားပေးတာဖြစ်ပါတယ်အဲ့တော့ကုန်ကြဈေးအနေနဲ့ကတော့ဒီဒီလင်းရှက်မှာတစ်ခါအပ်မယ်ဆိုလို့ရှိရင်1တသိန်းကနေပြီးတော့10သိန်းအထိအစအစရှိတယ်ပေါ့နော်အော်နောက်ဆုံးတစ်ခုကကြတော့ကုသိုလ်ခေါင်း service လို့ခေါ်ပြီးတော့လားစင်ကြီးသွင်းပြီးတော့ကားရည်စေးတဲ့အရာပဲဖြစ်ပါတယ်ဒါကတော့ကားရည်စေးတဲ့ဆိုင်တွေမှာ online offline စီးရင်သွင်းပြီးတော့အသုံးပြုလို့ရတဲ့စနစ်တစ်ခုဖြစ်ပါတယ်မိမိအမြဲရည်စေးမဲ့ကားရဲ့ကားနံပါတ်နဲ့မှတ်ပုံတင်ထားရတာကြောင့်မှတ်ပုံတင်ထားတဲ့ကားပဲစေခွင့်ရှိပါတယ်လားစင်ကြီး ဆိုင်ပေါ်မူတည်ပြီးတော့1200ကနေပြီးတော့5000တသိန်းထိလည်းရှိတတ်ကြတယ်တလားကိုအဆိုင်ပေါ်မူတည်ပြီးတော့ဘဏ္ဍခောက်ပဲစီးလို့ရမယ်ဆိုတာမျိုးရှိသလိုမျိုးအကျဉ်းကြီးကန့်တတ်မဲ့စီးလို့ရတာမျိုးတွေလည်းရှိတယ်ပုံမှန်ကတော့ဆက်နဲ့ရေးစေးတာဖြစ်ပြီးတော့အများစုကားအပြင်ပိုင်းမှာစီးလို့ရတာများပါတယ်ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့အကယ်၍ကားကိုကိုယ်တိုင်စီးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဓာတ်ရီဆိုလို့ခေါ်တဲ့နေရာကနေပြီးတော့ကားရေးစေးတဲ့ပစ္စည်းတွေဝေပြီးတော့ဆုံးဆက်ကြချမ်းမှာမမ္မာကတ်တွေမလုပ်သေးဘဲနဲ့အချွေစေးနဲ့ပဲပေါ့နော်တစ်ခေါက်လောက်စီးကြည့်တင်ပါတယ်ဟောပြီးရင်ငါ ားအမြဲဒီလိုဆေးနိုင်မလားဆိုတာကိုပြန်ပြီးတော့စဉ်းစားကြည့်ပါကားရေးဆေးတာတော့မလွယ်ဘူးပေါ့တော်တော်ပင်ပန်းနေပေါ့နော်အလုတ်ကလည်းပင်ပန်းနေကြတဲ့ကားရေးဆေးနေရင်တော့မလွယ်တော့ဘူးအဲ့တော့ဆုံးဆဲချချမ်းကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီဆဲချနဲ့ပတ်သက်တဲ့အရာတွေကိုလေ့လာပြီးတော့ဒါရေးဆေးတို့ထက်ပိုကောင်းတဲ့ဒီဆဲချရုံဖွန်းတည်တဲ့ရောင်းတဲ့ဆိုင်တွေမှာကူပန်တို့လိုနေရာတွေမှာမိမိစိတ်ကြိုက်တစိမ့်ရှာပြီးတော့ကောင်းတာလေးဝယ်တင်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကားမှာအစင်းရာတွေဖြစ်မှာဘာညာဆက်ရပူဘူးဆိုလို့ရှိရင်အချိန်ကုန်ငွေကုန်လူပင်ပန်းမဖြစ်စေတဲ့နီးပေါ့နော်ဒီနီးကတော့စ ီဆိုင်တွေမှာရှိတဲ့ရိုးရိုးဆက်နဲ့ရေးစေးတာပို့ပြီးတော့ကောင်းတယ်။တချို့ဆိုင်တွေမှာဆိုလို့ရှိရင်တော့ C 15000ပို့ထည့်မယ်ဆိုလို့ရှိရင်အခမဲ့သို့မဟုတ်90ရာခိုင်နှုန်း short ချပေးပြီးတော့ကားရေးစေးလို့ရနိုင်ပါတယ်။ဒီနေရာမှာနောက်ထပ်ကျွန်တော်အကြံပေးချင်တာကတော့ဆုံးဆက်ကြချောင်းမွန်ချောင်းတို့ဒီ detailing shot တို့ကိုအသုံးမပြုစေချင်ဘူးပေါ့နော်။ဈေးလည်းကြီးတယ်ပြီးတော့တချို့ဆိုင်တွေဆိုလို့ရှိရင်မကောင်းဘူးဆိုတဲ့ဒီ review တွေတိတ်ပြီးတော့ detail မကျဘူးဆိုတဲ့စိတ်တိုင်းမကျဘူးဆိုတဲ့ဒီလို review တွေအများကြီးလည်းကျွန်တော်မြင်ရတယ်ပေါ့နော်။ဒါကြောင့်မို့လို့ကောက်ကိုဆက်နေစေးတာပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။အဲ့ဒီနေ့ကတော့ ဒီဆဲချနဲ့ပတ်သက်ပြီးတော့ကားကြီးစေတာနဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားများကိုကျွန်တော်နဲ့အတူလေ့လာခဲ့တာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲစီပြီးကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်